အတိတ်ကိုပြန်တွေးပြီးတော့မဆွေးနဲ့လွမ်းမနေနဲ့ဥမာမဲငါမနေတော့ကဖဲသွားခဲ့တယ်ဘသူနဲ့တွေ့ခဲ့တယ်ဘာတွေပြောတယ်မနေတော့ကဘလို့နေခဲ့တယ်ဆိုတာပြန်တွေးမနေနဲ့တော့လို့ပြောတာဝိပဿနာတရားအထုတ်ရင်ပြောတာနော်ဒီပြန်ကတော့တွေးရင်တွေးမှာပေါ့ပြန်တွေးလို့မရဘူးလားဆိုရတယ်ပေါ့မနှစ်ကဟာတွေပြန်တွေးနော် အဲ့ဒါဝိပဿနာတရားအထုံမဲ့ဆိုလို့ရှိရင်တဲ့အတိတန်နနောကမေယနောက်ကြောင်းနေပြန်တွေးမနေနဲ့နပတိကင်ခေအနာခတံမလာသေးတဲ့မဖြစ်လာသေးတဲ့အရာတွေပေါ်သွားပြီးတော့တန်တမနေနဲ့ဖြစ်ချင်းစိတ်တွေနဲ့တောင်းတမနေနဲ့လူဆိုတာအများအား အတိတ်ကိုလွှမ်းပြီးအနာဂတ်ကိုမျောနေတာပဲကောင်းရင်လွှမ်းတတ်ပါလေမကောင်းရင်တော့မလွှမ်းဘူးပေါ့လူတွေကအတိတ်ကိုပြန်တွေးတယ်အနာဂတ်ကိုမျောလင့်နေတယ်ဒါလူရဲ့သဘာဝပဲအဲ့ဒါတွေကအစောပြပြန်မတွေးနဲ့လို့ပြောတာဟိုတမိုင်းဆရာတွေကတော့အတိတ်မတွေးလို့ဘယ်လိုလုပ်သိမှာတော့လို့ပြောကပြောမယ်အဲ့ဒါတမိုင်းလုပ်ငန်းဝိပဿနာတရားအထုတ်ရင်မတွေးနဲ့လို့ပြောတာနော် ဝိပဿနာတရားထုတ်ပြီဆိုရင်အတိတ်ကိုပြန်ပြီးတော့ပြန်တွေးပြီးလွမ်းဆွေးနေလို့ရတာအလကားပဲလေမရသေးတာကိုလည်းပဲမျောလင်းတန်တပြီးတော့မနေနဲ့တဲ့။ဘာဖြစ်လို့တုံးဆိုအကြောင်းပြတော့ရထတ္တိတံပဟိနန္တံအတိတ်ဆိုတာကုန်ခဲ့ပြီလေတဲ့မရှိတော့ဘူးလေဟုတ်တယ်အတွေးထဲမှာသာ ရှိတော့တာတကယ်မရှိတော့ဘူးလေတိတ်ဆိုတာ အဲ့တော့မရှိတော့တာကိုပြန်လွှမ်းနေတယ်လို့ဖြစ်နေကြုံတော့ကြုံခဲ့တာပဲဒါပေမဲ့အခုရှိသေးလားမရှိဘူးမနေ့တော့ကလူတယောက်နဲ့တွေ့ခဲ့တယ်ဟုတ်တယ်မနေ့တော့ကတော့တွေ့တာရှိတယ်ဒါပေမဲ့ဒီကနေ့ပြန်စဉ်းစားတဲ့အခါရှိမှမရှိဘူးမရှိတာကိုပြန်တွေ့နေတဲ့အတိပဲဖြစ်သွားတယ်အေးမရအဖမရပြီးခဲ့တာပြန်တွေ့နေတယ် ရှတတိတံပဟိနန္တတိတ်ဆိုတာကုန်ခဲ့ပြီတဲ့ဘာမှမရှိတော့ဘူးအပတ္တင်္စအနာကတံအနာကဆိုတာရောက်မှမရောက်သေးတာချွတ်တင်ပြီးတော့စဉ်းစားနေတယ်ဒါစီးပွားရေးလှုပ်တာမဟုတ်ဝိပဿနာတရားတော့တာစီးပွားရေးလှုပ်တဲ့လူကတော့အနာကပလန်နေချရမှာပေါ့နှစ်ပြန်ပဲသွားမယ်ဆိုရယ်စီမံကိန်းနေချဒါကတခြားကိစ္စ ဝိပဿနာလုပ်တဲ့ပုဂ္ဂိုလ်အတွက်ဟောတာဒါနော်အဲ့ဒါလို့လဲခွဲခြားပြီးတော့ကြည့်ပေါ့အဲ့တော့ဝိပဿနာလုပ်လုပ်ပြီးဆိုရင်အတိတ်ကိုပြန်ပြီးတော့နှစ်သက်တန်တာမနေနဲ့အနာဂတ်ကိုလည်းမျှော်လင့်မနေနဲ့အတိတ်ဆိုတာပြီးခဲ့ပြီမင်းပြန်ယူလို့မရတော့ဘူးအနာဂတ်ဆိုတာမင်းလက်ထက်မရောက်သေးဘူးနှစ်ခုစလုံးဟာပြီးတာနဲ့မရသေးတာနဲ့တူတူပဲမဟုတ်လားဘာမှမရှိဘူးဆိုတာသိတယ် အတိတ်ကလည်းမရှိတော့ဘူးလေအနာကလည်းမရောက်သေးဘူးဆိုတော့မရှိတာပဲလေအဲ့တော့မရှိတာကိုအရှိလုပ်ပြီးအချိန်ဖြုံးမနေနဲ့လို့ဆိုလို့တဲ့အတိတ်ပဲဒါရှင်းနေမရှိတာကိုမရှိတာကိုအရှိလုပ်ပြီးတော့အချိန်ဖြုံးမနေနဲ့အကောင့်ထဲအနေနဲ့မရနိုင်ဘူးလေပြီးခဲ့တဲ့အားလည်းမရဘူးလာမယ့်ဟာလည်းမရသေးဘူး အဲ့တော့အတိတ်နဲ့အနာဂတ်ကိုမသွားနဲ့မသွားပဲနဲ့ကိုယ်ပါလို့ရမလဲပစ္စုပ္ပနေစယောဓမ္မံတတ္ထတတ္ထဝိပတ္တိအခုလက်ရှိ ရှိနေတဲ့အခြေအနေတရားလက်ရှိရှိနေတဲ့တဘာဝတရားအဲ့ဒီပစ္စုပ္ပန်ခုလက်ရှိရှိနေတဲ့အနေထားအခုလက်ရှိဖြစ်နေတဲ့ဆိုကိုယ်စိတ်ပါဖြစ်နေတယ် ကိုယ်စိတ်ထဲမှာလောဘဖြစ်နေသလားဒေါသဖြစ်နေသလားဘာတွေဖြစ်နေသလဲအခုလက်ရှိအာယုံနဲ့တွေးဆုံပြီးအခုဖြစ်နေတာအဲ့ဒီဖြစ်နေတဲ့အခိုက်ကလေးမှာတဲ့ဝိပဿနာရှုလိုက်ပါသဘာဝကိုသိအောင်လုပ်လိုက်ပါလို့ပြောအင်းဒေါသဖြစ်နေရင်ဖြစ်မှန်းသိလိုက်လောဘဖြစ်နေရင်ဖြစ်မှန်းသိလိုက်မောဟဖြစ်နေရင်ဖြစ်မှန်းသိလိုက်ကိုတွေးနေတဲ့အာယုံတစ်ခုမြင်မြင်နေကြားရင်ကြားတယ် ပစ္စပန်ကိုသိအောင်လုပ်တယ်။ဒါပစ္စပန်ကတကယ်ရှိနေသေးတာ။ရှိနေသေးတာတွေကိုမသိလိုက်ဘူးဆိုတော့မဖြစ်အောင်သိလိုက်အောင်။မဖြစ်နဲ့။အခုတရားနာနေတဲ့အတန်းကြီးကြားနေတယ်။ဒါဖြစ်တာပဲခုဖြစ်နေတာပဲ။အဖြစ်နေတဲ့ပုံမှာပစ္စပန်နဲ့စယောထံမှာတတ္ထတတ္ထဝိပတတိအဲ့ဒီပုံမှာပဲဝိပဿနာရှုပါဆို တော့ဝိပဿနာရှုတဲ့ဆိုဘယ်လိုရှုရမှာလဲမြတ်စွာဘုရားကတော့ရှင်းပြလိုက်ပြီဝိပဿနာရှုဖို့ရှုနေကြတာ